်မိတ်ဆွေများအားလုံးတော်လန်တော်နေ့သက်ပါဘာသာဘောဇုံညီညာရေးအင်တရီကျူးကနေစီစဉ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းသကဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုဒီသကဝိုင်းကိုပြန်တွင်မာရောပြီးတော့အစ္စလာမ်ဘာသာဝင်တို့ရဲ့ရမဒါဥပုလ္လကလည်းကြုံလာတဲ့အခါမှာ အင်စီကျူးမှာရှိနေကြတဲ့ခေါင်းဆောင်တွေမန်ပါဝင်တွေအလုံးမဟာမလတ်တဲ့အခြေအနေတွေကြုံကြက်လာကြတဲ့အတွက်ဦးသိန်းတို့တလကြော်ကြော်လောက်သကပန်းထုတ်လွှင့်ချက်ကိုခဏခဏကျန်းနာခဲ့ပါတယ်ခုဒီတစ်ပတ်ကစလို့ဦးသိန်းတို့ဗုဒ္ဓဟူးနေ့တစ်ပတ်ခြားတိုင်းမှာသကပန်းတွေကိုပြန်လည်ဆွေးနွေးမှုထုတ်လွှင့်မှုတွေပြုလုပ်ဖို့ဦးသိန်းတို့တွေဆက်လက်ပြီးတော့မှ မောက်နေကြပါမယ်ဒီတစ်ပတ်မှာအပိုင်းစကူကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်းစကူမှာပါဝင်ဆွေးနွေးကြမယ့်စပီကာများကတော့ဆရာဥက္ကဝိဒဂျာမနီတိခါတော်ရဆရာတူဖြစ်တဲ့ဆရာတရာပေဒရုနဲ့မောလနာဟာဖိဂါရီဆရာဥစုနေဦးတို့ကဒီအင်စတီကျူအသင်းဝင်များဒါအနေနဲ့ ပါဝင်ပြီးတော့မှဆွေးနွေးကြမှာပဲဖြစ်ပါတယ်။ဒီဒီတစ်ပတ်မှာအထူးသဖြင့်ဖိတ်ကြားထားတဲ့သူကတော့ဦးသိန်းတို့ရဲ့ဗရာဘောင်းတို့ညီညာရေးအစီအကျုမှာမပါဝင်အစ်စ်တူဖြစ်တဲ့အဗျာဆရာမလာမင်းညူအင်းလေးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာတော်နဲ့ဆရာဆရာမတို့မင်္ဂလာပါဗျ။မင်္ဂလာပါ။ဟုတ်ကဲ့ပါဦးသိန်းတို့ဒီဒီတစ်ပတ်မှာတော့အာဓမ္မကိုဘာသာတရားဖြင့် ဝိညာဉ်ချင်းကောင်းတဲ့မှာပြည့်နေကြပါကတော့သူကအာရမတွေလွန်မိုးနေတဲ့အတွက်ဘုသင်တို့ရဲ့နိုင်ငံဟာအာရမရဲ့အကျိုးသက်ရောက်မှုတွေဆိုးကျိုးသက်ရောက်မှုတွေဖြစ်တည်နေတာလဲအလုံးပဲအတိပဲဖြစ်ပါတယ်ဒါကြောင့်ဓမ္မတရားလွှမ်းမိုးဖို့အတွက်ဥသင်တို့တွေဓမ္မအင်အားတွေကောင်းဖို့လိုပါတယ်ဒါကြောင့်ဘာသာတရားတွေတွေကဘာသာဘာသာတိုင်းဘာသာတိုင်းကနေမှပေးစွမ်းတဲ့ဓမ္မတွေကိုဥသင်တို့တွေထုတ်နှုတ်ပြီးတော့မ ဓမ္မအသည့်တွေဓမ္မနှလုံးသားတွေနဲ့ဓမ္မစိတ်ဓာတ်တွေနဲ့သူတို့တွေဓမ္မတရားထွန်းကားအောင် မောင်းနေကြရမှာပါဒီဓမ္မတရားကိုလည်းပဲဘာသာတရားတွေကပေးစွမ်းတာပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာသူတို့ပြောစရာဆွေးနွေးစရာတွေကတော့အများကြီးပေါ့တလတလကြော်ကြော်တော့အားယူခဲ့တာဖြစ်တဲ့အတွက်ဆိုတော့သူတို့အားယူနေတဲ့ကာလအတွင်းမှာမြန်မာတနနိုင်ငံတနတရားမှာရှိနေတဲ့ဟိုပြည်သူတွေအေဂျုံကြိုက်ခရရတဲ့ ေဒုက္ခဒုက္ခဆင်းရဲတွေကလည်းအများကြီးပါပဲနံပါတ်1ကတော့ဦးဇင်းတို့ဟိုသခိုင်းမန္တလေးကိုခြေပြုတ်ပြီးတော့မှဗဟုပြုတ်ပြီးတော့မှလှုပ်ခဲတဲ့အဲငလျင်ဒုက္ခတွေခံစားခဲ့ရတဲ့အနေအထားမျိုးတွေဖြစ်တယ်ဒီလိုငလျင်တွေအေလှုပ်ခဲလို့ငလျင်ဒုက္ခတွေတွေဖြစ်နေတဲ့အချိန်မှာပဲဖက်သစ်စစ်တမရိတ်တက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေမရနားခဲ့ပါဘူးဆက်လက်ပြီးတော့မှ တိုက်ခိုက်ခဲ့တဲ့အခင်းအကျင်းတွေတာရကတွေလည်းရှိခဲ့ပါတယ်အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်ခွင်ပြေးရွာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ဟာဒါတကယ်ကိုဟိုရုံရုံမာမာလူမဆန်စွာပြုကျင့်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုပဲဖြစ်ပါတယ်ဒီပဲရင်မြို့နယ်မှာအဲ့ဒီအရင်ကလည်းပဲသူတို့လက်ရောက်ကုန်ကြေးရွာဆိုတာလေကျုံခဲ့တဲ့အနေထားမျိုးပါအဲ့ဒီတော့ကလည်းကျောင်းသားကျောင်းသူကလေးငယ်တွေ72ဦးခန့်လောက်အဲ့ဒါဆုံးကျုံခဲ့တာဖြစ်ပါတယ် ဒီတစ်ခေါက်ဟိုတန်းကြီးရွာမှာ ဖြစ်ခဲ့တဲ့တာရကကတော့ပုံမူရက်ဆက်တယ်ပုံမူပြီးတော့မှလည်းဟိုဆိုရှယ်မှုတွေများပြားတဲ့အနေအထားမျိုးပါဒီတော့စစ်မိတ်စာစစ်ဘလူးဖက်စစ်စစ်တပ်မရိတ်တပ်ကတော့ရုတ်မာတီထက်ရုတ်မာရုတ်မာလာပါတယ်ပထမဆုံးလေကြောင်းတိုက်ခတ်မှုကဦးသူတို့ချင်းပြည်နယ်ထန်တလန်မှာစခဲ့ပါတယ်ချင်းပြည်နယ်ထန်တလန်မှာကြုံခဲ့တဲ့လေကြောင်းတိုက်ခတ်မှုမျိုးတွေထက်ပုံမူပုံမူပြီးတော့နောက်မျိုးတွေနောက်ကျေးရွာတွေသာတင်ကျောင်းတွေဆေးရုံတွေအားသာအကုန်လုံးဦးသူတို့ ပြောမယ်ဆိုလို့ရှိရင်ဥစဉ်ကိုယ်တိုင်မဲ့ရင်ကျိတ်လိမ်မှာသင်တန်းတွေသင်တင်ကြပို့ချခဲ့တဲ့တမထဲမှာပဋ္ဌာန်းချုပ်ဘွဲတွေညောင်ရီသုံးဘွဲတွေတကယ်ဘာသာရေးဘွဲတွေကိုဥစဉ်တို့ကျင့်ပခဲ့တဲ့တကယ်ကိုဥစဉ်ခြေဆိုင်ပြီးတော့ကျင့်ပခဲ့တဲ့ဥစဉ်ရဲ့ဓာတိရရွာနဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့တခိုင်းတဲ့တစ်စဲမြို့နယ်လေမာကြီးရွာလေမာဖုံးတော်ကြီးကျောင်းလေးပဲလေကျောင်းတိုက်ခိုက်မှုနဲ့ဟိုကျုံပြီးတော့မှ ုနော်ကြီးကြောင့်ပြာကျသွားတယ်စေတီပထိုးတွေလည်းပဲပျက်စီးတင်ကြောင်းဖရာသရအကုန်လုံးပေါ့ပျက်စီးသွားတဲ့အနေအထားမျိုးမိဖို့ဆောင်တဆောင်ပဲကြံပါတယ်ဒီလိုဖရာကြောင်းကံတွေကိုလည်းပဲလေကြောင်းတိုက်ခတ်မှုတွေနဲ့ဒီတလကြော်ကြော်အတွင်းမှာပြုံခဲ့တဲ့ပြုံကျိုင်းမှုတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဥစဉ်တို့တွေဟို ဘယ်ဟာကဓမ္မမြောက်တယ်ဘယ်ဟာကအရမမြောက်တယ်ဆိုတာကိုဘာသာတရားအမြင်ရှုတော့ကနေဦးဇင်းတို့တွေဆွေးနွေးကြသလိုကဗျာဆရာမလာမင်းညူအနေနဲ့လည်းပဲသာပေရှုတော့နိုင်ငံရေးရှုတော့ကနေကဗျာရှုတော့နေကနေမှမြင်တဲ့နှလုံးသားမြင်တဲ့ပုံနောက်နဲ့ဝိုင်းဝန်းဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ပထမဦးစွာတပည့်တော်ဆေတော်ဥကောဝိဒ္ဓဂျာမနီကိုဖိတ်ခေါ်ကြပါတယ်ဗျာဆေတော်အနေနဲ့ဒီအကြောင်းအရာတွေဒီအခင်းချင်းတွေဒီနေ့ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေနဲ့ဒီနေ့တော်လန်ရေး ခြေအနေတွေကိုချိန်ထိုးပြီးတော့မှဓမ္မအရမခွဲပြားပေးဖို့ပြီးပြီးတော့ယူသေးသွားလျောက်ထားပါတယ်ဗျာ။မမဗျာကိုလိုပိတ်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘုံဝံပြီးတော့ဆွေးနွေးပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နားထောင်ကြတဲ့ဧည့်သည်များအားလုံးအထူးသဖြင့်ဒီတွင်ကနေပြီးတော့နားထောင်ကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးအနေနဲ့ပေါင်းဘေးပေါင်း ခင်ဝေးကြပါစေလို့ဥစွာဆုတောင်းပါတယ်ပြီးတော့ထုတ်လွှင့်ပေးကြတဲ့မီဒီယာအားလုံးကိုလည်းပဲကျေးဇူးတင်ပါတယ်အဲ့တော့ဦးဇင်းတို့နိုင်ငံမှာစစ်အာဏာရှင်ရှိနေသေးသည်ရှိနေသေးတာဦးဇင်းတို့ခေါင်းမထောင်ဝက်လောက်အောင်ခေါင်းမပြိုဝက်လောက်အောင်ဒုက္ခတွေရောက်နေကြမှာပဲအဲ့တော့အကုသိုလ်တွေနဲ့အငြင်းတန်းနေနေကြရမှာပဲ ဆရာနာရှင်ရှိသေးတယ်။ဆရာနာရှင်ဆိုတာတကယ်တမ်းကျတော့ဟိုဟိုတုန်းကကြေမွန်ဦးတောင်ပြောသလိုဥနေဝင်အကြောင်းပြောသလိုဥနေဝင်မကောင်းကြောင်းလေးကြီးသူကပြောတော့နော်မီဒီယာသမားကဆရာရဲ့ဥနေဝင်ကောင်းကြောင်းလေးပါလိမ့်များပြောပြောပါလားလို့ပြောတော့ဟုတ်ကဲ့တဲ့ကျွန်တော်ဥနေဝင်ကောင်းကြောင်းလေးပြောဖို့အတွက်ကျွန်တော် ရှာဖွေကြည့်တယ်စဉ်းစားကြည့်တယ်မတွေ့လို့ပါတဲ့ကျွန်တော်မပြောချင်လို့မဟုတ်ပါဘူးအဲ့ဒါလို့ပြောတာကြားဘူးတယ်เนาะအဲ့တော့ခုလဲမဲအွန်လိုင်းကောင်းကြောင်းလေးများပြောရမယ်ဆိုရင်ရှာကြည့်တယ်ဘလို့မှရှာလို့မရဘူးဟောတချို့ကတော့ပြောကြမှာပေါ့ဟောသူစမိုင်းလေးဖခင်ကြီးကိုดูด่าด่าก้าวเลยโยมมาบ่だใบแม้เนาะ စေရနာဘိကွေကမ္မဝရာမိမြတ်စွာဘုရားကတကယ်ကိုစေရနာအပြည့်နဲ့နော်လှူမှတကယ်ကံမြောက်တယ်လို့ဒီလိုပြောတာဟုတ်တကယ်တမ်းကျတော့အခုကျတော့ဟုတ်လားပြည်သူတွေရဲ့ပြည်သူတွေကိုလှည့်စားခြင်းလို့ပြည်သူတွေကနေပြီးတော့သူ့ကိုဘုရားဘာသာကြီးညိုတဲ့ပုဂ္ဂိုလ်လို့အထင်ရအောင်ဆိုပြီးတော့လှည့်စားခြင်းလို့လူတဲ့အလူမျိုးဖြစ်တယ်ဆိုတော့ဒါသွားတွေ့ရတယ် ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နော်အဲ့တော့ငလျင်ပေးမှဆိုရင်လည်းပဲကြည့်ကြည့်လိုက် သူပြောတယ်သူကကြည်ညာတယ်တင်ကို၁၀သိန်းစီပေးမယ်ဆိုပြီးတော့တခုမှမလာဘူးနော်အဲ့တော့ငလျင်ကိုအချောင်းပြပြီးတော့ဟာလာသူကဘာကိုအလူခံတယ်အလူခံအလူခံလို့ရတဲ့ပတ်စံတွေနဲ့နဲ့တေဝဲ အခုပြည်သူတွေကိုပဲပြန်ပြီးတော့ဘုံကျဲနေတာပဲပြစ်မဲ့တဲ့ပြည်သူတွေကိုเนาะအဲ့ဒီပေဒံနဲ့တိုက်မယ်ဆိုလို့ရှိရင်ဒါမြတ်စွာဘုရားဟောခဲ့တဲ့ဓမ္မတွေ ਨੇ တခြားစီပဲစန့်ကျင်နေတယ်လို့ဒီလိုပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံခေါင်းဆောင်ဆိုတာဟာတိုင်းသူပြည်သားတွေကိုရင်ဝယ်တားကဲ့သို့ဟာလာစောင့်ရှောက်ရမယ်ကာကွယ်ရမယ် ဒါဗုဒ္ဓရဲ့တရားတော်နဲ့ပြီးပေဒံနဲ့တိုက်မယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်ရအခုကြတော့ဘာဖြစ်လဲဆိုတဲ့အခါကြတော့ကြည့်ကြည့်လေတို့ရဲ့ဟာလာဒုတိယဘုချုပ်ကြီးမင်းနိုင်ဆိုတဲ့ပုဂ္ဂိုလ်ကဟာလာခင်ဗျားတို့သိင်ကျင်သိင်လေးတဲ့ကျွန်တော်တို့ဟာလာဆုံရှုံရတဲ့နေမြေတွေမှာငါတို့ဆုံရှုံရတဲ့နေမြေတွေမှာဆိုရင်တော့အဲ့ဒီခင်ဗျားတို့ပြည်သူတွေကိုကျွတ်တွတ်ရတော့ဘုံကျဲမှာပဲလေအဲ့ဒါလိုမစားရတဲ့အမဲတဲ့နဲ့ပဲဆိုတယ်လို့အဲ့ဒါလိုဟာလာ ပြောခဲ့တဲ့ဥစ္စာတွေကဗုဒ္ဓရဲ့တရားတော်တွေနဲ့တကယ်တမ်းကျတော့ဆန့်ကျင်နေတာပဲเนาะအဲ့တော့ဟို2008နာကိဟွန်တိုင်းတုန်းကလည်းပဲဘာဖြစ်လဲဆိုတော့အဲ့ဒီတုန်းကလည်းပဲဟုတ်လားနိုင်ငံတကာကနေပြီးတော့အကူအညီဖို့ဆိုပြီးတော့ဘာတဲ့ကကြတဲ့အကူအညီစရာမလိုဘူးတဲ့เนาะအဲ့ဒီကပြည်သူတွေကဖားလေးတွေငားလေးတွေ ရှာပြီးတော့စားလို့ရတယ်တဲ့ခမရတို့ရဲ့ပေါင်မုံတွေချောကလက်တွေဟာလာစားစရာမလိုဘူးဆိုပြီးတော့အဲ့ဒါလို့ပြောခဲ့တယ်စစ်ဘုတ်ချုပ်တွေကနော်နောက်တစ်ခါဘာပြောသေးလဲဆိုတော့ဩနာကိမုံတိုင်းကြောင့်နာကိမုံတိုင်းကိုကျေးဇူးတင်တယ်တဲ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နာကိမုံတိုင်းကြီးဟာလာတိုက်လိုက်လို့တစ်ပင်ကြီးတွေလဲသွားတယ်ဒါကြောင့်မို့လို့အဝေးကြီးကနေပြီးတော့ချွေတကုံဖျားကူကတို့ဖုံမြော်ခွင့်ရလိုက်တာဟာ နာခဲ့ဂျေစုပဲဆိုပြီးတော့အဲ့ဒါလို့လောက်ကြတဲ့ဗိုလ်ချုပ်တွေရှိတယ်နော်ပြည်သူတွေတည်သွားတာကိုဟာလာအသက်ပေးသွားတာတွေစရေးသွားတာတွေပစ္စည်းဥစ္စာတွေအိုးအိမ်တွေဆုံးရှုံးသွားတာတွေအဲ့ဒါတွေကိုဘာမှမေတ္တာကရုဏာမထားဘူးနော်အခုလည်းပဲကြည့်ဟာလာအဲ့ဒါစစ်ကောင်စီတွေကိုထောက်ခံတဲ့စစ်ဘောမှာဘုံကြီးကမပြောလဲဆိုတဲ့အခါကျတော့ မလေရင်လောက်တာကျေးဇူးတင်တယ်တဲ့เนาะအဲ့တော့ဒီလောက်ထိအောင်လူတွေသိချင်းပျက်စီးနေကြတဲ့ဥစ္စာစီးပွားရေးတွေရောကိုယ်အိမ်တွေရောဘဝတွေရောအကုန်လုံးပျက်စီးနေတဲ့ဥစ္စာကိုအဲ့ဒီလိုပါဟာမျိုးကိုငလျင်ကိုကျေးဇူးတင်တယ်ဆိုပြီးတော့သူကတော့ငလျင်ကိုကြောင်းပြပြီးတော့ဟာလာပရဟိတနင်းနှဖုံးစွတ်တဲ့ဘုံကြီးပေါ့နော်ဘုံကျဲတယ်ဘုံကျဲပြီးတဲ့အခါကျတော့အဲ့ဒီမှာတည်သွားကြတဲ့ចောင်းသားចောင်းသူတွေအများကြီးရှိတယ်အဲ့အရာကိုပဲ တို့ကကျဲတာမဟုတ်ပါဘူးတို့တတ်တာမဟုတ်ပါဘူးဆိုပြီးတော့လိန်တာပဲမုသာဝါဒကိုနော်အဲ့တော့ TV ပေါ်ကနေပြီးတော့လိန်တယ်ဒီဒီပေါ်ကနေလိန်တယ်သတင်းစာတွေကနေလိန်တယ်နော်အဲ့တော့အခုပဲလိန်သလားဆိုတော့ဟာလာဟိုဝင်းနေမိတိုင်အောင်ဆရာတော်ဘုရားကြီးတုန်းကလည်းပဲဒီလိုပဲလေအစတုန်းကတော့အာ PDF တီးပြတ်တတ်တာပါဆိုပြီးတော့ဒီကားထဲမှာကြောက်မရွံ့နဲ့အဲ့ဒီကဆရာတော်ကမဟုတ်ပါဘူးဆိုပြီးတော့ ဖွင့်ပြောတဲ့ခါကျတော့မှနော်မရှူနိုင်မကယ်နိုင်ဖြစ်ဖြစ်တဲ့ခါကျမှနော်အဲ့ဒါဟိုကကိုပြင်းရင်းနဲ့မှန်တာပါဆိုပြီးတော့အဲ့ဒါလို့လိန်ခဲ့ကြတယ်ပေါ့နော်အခုတော့မြန်မာမြန်မာနိုင်ငံမှာရှိတဲ့စစ်တပ်ဟာတကယ်တမ်းကျတော့တမိုင်းတလျှောက်မှာနော်အဲ့ဒါမြန်မာပြည်သူတွေကိုကာကွယ်တဲ့စစ်တပ်မဟုတ်တော့ဘဲနဲ့နိုင်ငံကိုကာကွယ်တဲ့စစ်တပ်မဟုတ်ဘဲနဲ့ဟုတ်လား အဲ့တော့အခုကာကွယ်ဝင်ကြီးလုပ်တဲ့အဲဦးရီမွန်ပြောသလိုပဲပြည်သူပခုံးပေါ်တက်ထိုင်ပြီးကမှအမျိုးမျိုးအနိုင်ကျင့်နှိပ်စက်နေတဲ့စစ်ဘိုလ်ချုပ်တွေဖြစ်နေတယ်နော်အဲ့တော့ကိုချင်းတရားအားဖြင့်လည်းပဲအနှိမ့်ကြဆုံးကိုရောက်နေတဲ့စစ်တပ်ဖြစ်နေတယ်နော်ကိုချင်းတိတ်ခါပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအောက်ဆုံးမှာရောက်နေတဲ့စစ်တပ်ဖြစ်နေပြီမာလာစစ်တပ်ဟာ မြန်မာနိုင်ငံအတွက်ဘာကောင်းကျိုးမှမပေးဘူးမြန်မာနိုင်ငံအတွက်ဟာလာအဆုံးစွန်သောဒုက္ခကိုပဲပေးနေတယ်ဒါကြောင့်မို့လို့ဦးဇင်းတို့နိုင်ငံဟာတကယ်ကိုရင်းချမ်းတဲ့နိုင်ငံဖြစ်ချင်တယ်ဆိုရင်တော့ဒီလိုစစ်အာဏာရှင်မျိုးကိုတော့အပြီးအပိုင်ဖယ်ရှားနိုင်မှဖြစ်မယ်ဆိုတာကိုပြောကြရဲနဲ့ဦးဇင်းရဲ့ပြောကြားချက်ကိုနေကုန်ချုပ်ပါတယ်တမိတ်သာစစ်ဘလူးကတော့ အမြဲတမ်းလိန်ညာနေတာပဲဖြစ်ပါတယ်မြတ်ဗုဒ္ဓကယာဟုလောဝါဒသုတ်တံမှာယာဟုလာကိုသုံးမတာရှိပါတယ်ယာဟုလာတဲ့လိန်ညာတဲ့သူဟာမလုံရဲတဲ့အကုသူဆိုတာမရှိဘူးလို့ဒီလိုအမိန့်ရှိကြတာဖြစ်ပါတယ်ဟုတ်အကုသို့ကံညှူးလွန်ပြီးလို့ရှိရင်မဟုတ်ဘူးမလုပ်ဘူးဆိုပြီးတော့လိန်ညာခဲ့တာပါပဲဒီအတိုင်းပဲ မြောင်းလိုင်းကလည်းပဲအာနာသယူးစဉ်ကာလကကျွန်တော်မလုပ်ရဲတာဘာမှမရှိပါဘူးဆိုတဲ့စကားနဲ့စတက်ခဲ့တာဖြစ်တဲ့အတွက်သူမကောင်းတာတွေမှန်တယ်များလို့သမျှတွေအားလုံးကိုဇော်မဲလုံးကတဆင့်မဲ့လိန်လေခိုင်းနေတာပါဝင်းနေမိတာအောင်ဆရာတော်ကြီးတို့ကလည်းပဲပြည်ရက်တွေကိုလွှဲချတယ်အခုဒီနေ့ဩဒေဝင်းကြီးရွာမှာဖြစ်နေတဲ့ဖြစ်ပျက်အဖြစ်ပျက်လေးပဲသူတို့ရဲ့ဝါရပြမီဒီယာ MRTV ကလည်း ဒါသူတို့လုတ်တာမဟုတ်ပါဘူးဒီအဖြစ်ပြဖြစ်တယ်မရှိပါဘူးဆိုပြီးတော့ပြောင်းလိန်ခဲ့တာပဲစေဘောမတွေကလည်းပဲဒီတိုင်းပဲလိန်တာတောင်မှတယောက်နဲ့တယောက်တစ်မျိုးနဲ့တစ်မျိုးမတူကြဘူးအဲ့လိုမျိုးတွေအထိရုပ်ပြက်သင်းပြက်အထိကိုဒါလိန်လဲနေကြတဲ့လိန်လဲလဲပြားမှုမျိုးတွေအများကြီးဒါကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်အမှပါဗျာခုလိုစနစ်ပေးတဲ့ဇေရိုအကောဝိဒ်ဂျာမနီကိုကျေးဇူးများစွာတင်ချိပါတယ်ဗျာ